စစ်ကောင်စီထိန်ချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမြို့နယ်ကမွတ်စလင်တွေဟာစာနေအခါအကြက်တဲနဲ့ကြုံနေရတယ်လို့သတင်းရရှိပါရယ်။ကုံစင်တို့မြစ်တမ်းမှုငွေကြေးကြက်တဲမှုနဲ့အတူအလောက်အကိုင်အခွင့်လန်းရှားပါတာကြောင့်စစ်တွေမြို့နယ်ကမွတ်စလင်တချို့မှာထမင်းအစားကစုံဥတွေကိုစားတောက်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်တွေမျိုးနယ်မှာရှိတဲ့ဒုက္ခသည်စခန်းတစ်ခုကမွတ်စလင်တယောက်ပြောဆိုချက်ကို DMG ကအတန်းစားထိုးဖတ်ပြထားပါတယ်။ IDB ကလူတွေကတော့ကန်းစောက်တွေစားပြီးနေနေကြရတယ်။ဒီဆန်ရှာမရတဲ့နေ့တွေဆိုရင်တော့ဒီကန်းစောက်တွေစားပြီးနေကြရတယ်ပေါ့နော်။ဒီငါးဖန်လုံးလေးမရတော့အလောက်ကင်လေးမရှိကြတော့ဘူး။အခုလူတွေကတော့ဒီထက်အချင်းနဲ့ဆွလာမှာကိုပဲပေါ်ပြီးတော့စွရင်နေကြတဲ့အချင်းတွေမှာရှိတယ်။မွတ်စလင်ဒုက္ခသည်အများစုမှာအရင်ကကုလသမဂ္ဂကမ္ဘာစားနေရိတ်ခအစီအစဉ် WFP ရဲ့ထောက်ပံ့မှုနဲ့စားဝတ်နေရေးကိုဖြည့်ရှင်းခဲ့ကြပေမဲ့ဧပြီလကစတင်ပြီးတော့ WFP ထောက်ပံ့မှုတွေရပ်ဆိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစတင်ပြီးတော့မွတ်စလင်ဒုက္ခသည်တွေမှာစာနေအခါအကြက်တနဲ့ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ကန့်သက်ပိတ်ဆို့မှုတွေကြောင့်ဒေသခံမွတ်စလင်တွေမှာလည်းအလောအကိုင်းရှားပါးကအခက်အခဲမျိုးစုံဖြစ်နေကြပါတယ်။မွတ်စလင်ဒေသခံတွေမှာအရင်ကရေလုံငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းကိုအဓိက လုံခြုံပြီးတော့စာဝန်နေရေးကိုဖြည့်ရှင်းခဲ့ကြပါတယ်။ဒါပေမဲ့လည်း2023ခုနှစ်ရခိုင်တိုက်ပွဲစတင်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီကရခိုင်ကိုကုန်းလန်းရေလန်းခီးပိတ်ဆို့ထားတဲ့အပြင်ပင်လယ်ပြင်ငါးဖန်းခွင်းကိုကန့်သတ်ထားတာကြောင့်မွတ်စလင်တွေမှာစာဝတ်နေရေးအကျက်အတင်းနဲ့ရင်ဆိုင်လာနေရတာပါစစ်တွေမျိုးနယ်ကဒေသခံမွတ်စလင်အမျိုးသမီးတယောက်ရဲ့ပြောဆိုချက်ကို DMG ကအတန်းအစားထိုးဖတ်ပြထားပါတယ်။ဆန်စည်းစီစည်းတွေပေါ်တော့နဝီဒီအသားငါဟင်းတွေကစာစည်းတွေတက်နေတော့ဘလို့မှအဆင်ပြေကြဘူး။ နောက်ပြီးတော့ဒီပစ္စံ5000လောက်နဲ့ကဈေးဝင်လို့မနေ့ညအတွက်လည်းထမင်းနဲ့ထက်ကမစားရဘူးလေလူတွေကအများကြီးဒုက္ခရောက်နေကြရတာပင်လယ်မှာလည်းငါဖန်ခွင်ကမရဘူးငါသားဖန်ရင်တော့မှဒီရလာတဲ့ငါတွေကိုစစ်ကောင်စီတပ်သားတွေကယူပြီးတော့ဒီငါသားဖန်နေလူတွေကိုပါဖန်တာတွေရှိတယ်လက်ရှိစစ်တွေမြို့မှာအမေသားတပိတ်သားကိုငွေကျပ်9000အလေးချိန်30ကျပ်သားမွေးမြူရေးကျပ်တကောင်ကိုငွေကျပ်4000ခွေပေါ်ဆံမွေးဆံတအိတ်ကိုငွေကျပ်2000ခွေဝန်းကျင်စားတဲ့ကုန်စည်နှုန်းတွေအဆမတန်မြင့်တက်နေတာပါ အခုလိုပြည်သူတွေအကြတင်းနဲ့ရင်ဆိုင်လာနေရတာဟာစစ်ကောင်စီရဲ့ဖြက်လေးဖြက်ထက်က view ဟာတစ်ခုဖြစ်ပြီးတော့ပြည်သူတွေအနေနဲ့စပွဲကြောင့်အခုလိုဒုက္ခတွေကိုခံစားနေရကြောင်းကိုပြချင်တဲ့အတွက်စစ်ကောင်စီကပြည်သူတွေအပေါ်ကန့်သတ်ပိတ်ဆို့မှုတွေပြုလုပ်နေတာဖြစ်တယ်လို့နမိတ်မဖော်လို့တဲ့အရက်ဖတ်အဖွဲ့အစည်းတစ်ခုကတာဝန်ရှိသူတယောက်ကဆိုပါတယ်။ လက်ရှိမှာစာနယ်ရေးခါစက်တင်းမှုကြောင့်မွတ်စလင်ဒေသခံတွေမှာစာပြေရေးလုပ်ငန်းကိုဇောက်ချလုတ်ကင်ပုံငွေကြေးအရင်နေမတက်နိုင်တာကြောင့်အခုနှစ်စစ်တွေမျိုးနဲ့အတွင်းစာပြေရေးလုပ်ငန်းလုတ်ကင်သူနေပါသွားတယ်လို့မွတ်စလင်တွေကဆိုပါတယ်။